ားလုံးပဲမင်္ဂလာပါရှင်။နန်းတစေ channel မှာအကြိုဆိုလိုက်ပါရစေ။ဆရာကြီးမြတန်းတင်ရဲ့နိုင်ငံတကာခေတ်သစ်ဂန်ဝင်ဝတ္ထုတို့များတစ်ဆိုတဲ့စာအုပ်လေးတဲကရဲဘော်တနင်္လာဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးကြပါရစေ။ရဲဘော်တနင်္လာ ပထမဆုံးတယ်လီဖုန်းဆက်သည့်အချိန်မှာညပိုင်းဖြစ်၏တယ်လီဖုန်းနှာခွက်ကိုကျွန်တော်ကောက်ကင်လိုက်၏အားလေးရှာလေးဖြင့်ပြောနေတဲ့ကိုကြားရသည်အရက်နှက် ထွက်နေသည်ဟုပင် ကျွန်တော်ထင်လိုက်သေး၏အတန်ကြာတိတ်ဆိတ်နေပြီးနောက်ကျွန်တော်မကြားဘူးသောအတန်ကမေး၏ဘဲနဲ့လဲဗျစားရေးဆရာကြီးစားရည်ရင်းနေတော့မဲလားဘယ်သူစကားပြောနေတယ်လဲခမညာခမညာကိုမှန်သောစကားတခုပြောချင်လို့ပါစားရေးဆရာကြီးက ဒီလိုစကားမျိုးကိုတနှစ်နေလို့တစ်ခါကြားရမှာမဟုတ်ပါဘူး။ခုခမားဟာဒီလောကကြီးမှာအသက်ရှင်နေတယ်။အလောက်ကိုင်းတစ်ခုကိုလုံနေတယ်လို့လဲခမားကိုခမားထင်နေတယ်။ဒါပေမဲ့ခမားလိုလူမျိုးရှိနေလို့ပိုနေတာပဲဗျ။လောကကြီးမှာဘယ်သူအတွက်မှခမားမလိုပါဘူး။ခမားဖို့တော့ဟုတ်မှာပေါ့လေ။စာမူခကောင်းကောင်းလေးရမယ်။ခမားစာအုပ်တွေကိုပုံနှိပ်ထုတ်ဝေကြမယ်ခမားကတော့ခမားကိုခမားဟုတ်လာပြီလို့အထင်နေမှာပေါ့ ဒါပေမဲ့ခမရဟာချင်းကောင်လေးတကောင်လောက်တောင် သုံးမကြဘူးလို့ထင်သည်ဗျဒီတော့စားရေးဆရာကြီးခမရစားရရေးမနေပါနဲ့တော့အလောက်ကန်လေးပါလေးဒီတကြလောက်ဖို့ကောင်းပြီလို့အကြံပေးခြင်းသည်ဗျပြောလူခမရဘသူလဲခမရစော်ကားလာကြည်လားခမရဘသူလဲဆိုတာမပြောရင်ကျုပ်ဆက်နားမထောင်နိုင်ဘူးတယ်လီဖုန်းကိုချလိုက်မယ်ဘာတယ်လီဖုန်းကိုချလိုက်တော့မယ်ဟုတ်လားမလောက်ပါနဲ့လေခမရရဲ့စာဖက်ပရိသတ်တယောက်ကပြောနေတာပါ ခမရဟာလောကကြီးအတွက်အသုံးဝင်တော့ဘူးဆိုတာလေးကိုလာပြီးသတိပေးနေတာပါကျွန်တော်နောက်ထပ်နားထောင်ခြင်းမပြုတော့တယ်လီဖုန်းကိုချလိုက်ဤနောက်တစ်ပတ်လောက်အကြာတွင်ထိုလူသည်ကျွန်တော်ထံဖုန်းဆက်ပြန်သည်သူဖုန်းဆက်သည့်အချိန်မှာပထမအချိန်တုန်းကလိုပင်ည၈နာရီတိတိအချိန်ဖြစ်ဤကျွန်တော်ကိုယ်တိုင်တယ်လီဖုန်းကောက်ကင်မှန်းသည့်အခါ၌ထိုလူသည်စကားကိုချက်ချင်းကောက်ပြောဤဘယ်နဲ့လဲကျွန်တော်ပြောတာဘလို့သဘောရတယ်လဲ စာဖတ်ပရိသတ်တယောက်ကပေးတဲ့အကြံကိုစဉ်းစားပြီးပြီလားကျွန်တော်ကခမည်းကိုမိတ်ဆွေကောင်းတယောက်အနေနဲ့ကြံပေးတာကိုခမည်းကလက်မခံခြင်းပဲကိုဗျတယ်လီဖုန်းကိုချသွားတယ်မဟုတ်လားစေတနာကောင်းနဲ့ပေးတဲ့အကြံကိုနားမထောင်ခြင်းပဲကိုလူရရတော်တော်ခက်တယ်ဗျစေတနာကောင်းနဲ့ပေးတဲ့အကြံကိုလက်မခံခြင်းကြဘူးတနည်းပြောရရင်လူထုရဲ့အတန်ဆိုပါတော့ဗျလူထုရဲ့အတန်ကိုနားမထောင်ခြင်းကြဘူးဘာလဲခမည်းမှာအချိန်မရဘူးလား ခမစာရေးတာကိုနှောက်ယှက်ပေးသလိုဖြစ်သလားဟုတ်ပါတယ်ဗျာကျွန်တော်နားလေပါတယ်စာမရေးရရင်မဒရာရေးစာရေးစာတရာရေးစာရတဲ့ရပောက်လေးတွေပိတ်သွားမယ်မဟုတ်လားခမရနေတဲ့မဒရာရေးစာလေးတွေကကျွန်တော်တို့ငမွဲတွေရသလိုပဲကြည့်လို့တွေမဟုတ်ဘူးဗျငွေတွေငွေတွေကဲရဲဘော်စာရေးဆရာကြီးဝေးလေကြောင်ပဲလုံးမနေနဲ့ဗျာရှင်းရှင်းမဲမေးမယ်တမနစ်ကိုခမရအတွက်လှုပ်အားခဘလောက်သွားကြိုက်တယ်လဲခမရကျွန်တော်ကိုတယ်လီဖုန်းတရေလှုပ်ပြီးချင်းချောင်းနေရဲကိုတိုင်ရလိမ့်မယ် ဟောဟောခမရကကျွန်တော်ကိုတယ်လီဖုန်းသေးရဲ့အဖြစ်သူကောင်းပြူပြီးရဲစီကိုပို့မလို့လုံနေတာကိုမိတ်ဆွေကောင်းတယောက်အနေနဲ့ကြံပေးတာကိုဒီလိုမလုပ်သင့်ပါဘူးဗျာဒါပေမဲ့ခမရလှုပ်ချင်တဲ့တိုင်အောင်လဲကျုပ်ကိုခမရဖမ်းလို့မရပါဘူးကျုပ်ကလူထုတွေကမျက်နာမရှိတဲ့ညာတရတယောက်ပဲကျုပ်ကိုဖမ်းလို့ဘယ်မိပါမလဲပြီးတော့ကျုပ်ခုပြောနေတာကလည်းကိုပိုင်တယ်လီဖုန်းကပြောနေတာမဟုတ်ဘူးကျုပ်ခမရလို့အကောင်ကြီးကြီးမှမဟုတ်တာဘယ်မှာတယ်လီဖုန်းလို့ဘာလို့ရှိပါမလဲ ဒီတော့ကျုပ်ကိုခမားဘယ်ရှာလို့တွေ့မလဲဒီမှာကို့လူခမားကျုပ်စီကဘာလို့ခြင်းတလဲဘာကြောင့်ခဏခဏတယ်လီဖုန်းဆက်နေရလဲဒါကတော့ဗျာကျုပ်လိုလူတယောက်ဖို့စာရေးဆရာကြီးတယောက်နဲ့စကားပြောရတာကိုစိတ်ဝင်စားမိလို့ပါခမားရေးတဲ့စာအုပ်တွေကိုပြန်ကြည့်လေနဲတဲ့စာအုပ်တွေမှမဟုတ်တာဗျာခမားနဲ့မီဆိုရင်ကလေးရစာခွေးရစာတိနေကြတာပဲပြီးတော့ခမားကနိုင်ငံခြားတို့ဘာတို့ကိုလည်းမကြခဏသွားတဲ့သေးတယ်မဟုတ်လားခုတော့ကျုပ်ခမားမိုင်းစာရေးဆရာကြီးနဲ့ကိုယ်တိုင်စကားပြောခွင့်ရအောင်လို့ တယ်လီဖုန်းနဲ့ပဲဆက်ရတာပေါ့ခမ ्या ပြောခြင်းနဲ့စကားပြောခြင်းနဲ့အကြောင်းကလည်းတခြားမဟုတ်ပါဘူးခမ ्या ကိုကြံလေးပါလေးနည်းနည်းပါပါပြီးခြင်းလို့ပါကျွန်တော်လိုညာတရတယောက်ဖို့တော့နဲတဲ့ခွင့်ရလားဗျာဒါကိုတော့ခမ ्या လည်းလက်ခံပါပါဒီမှာကို့လူကျုပ်လုံများနေတယ်ကျုပ်လုံလုံချိန်နဲ့နားယူချိန်ကိုခမ ्या နှောက်ရက်တလို့ဖြစ်နေတယ်ဒီတော့ကျေးဇူးပြုပြီးတယ်လီဖုန်းကိုချလိုက်ရင်ကောင်းမယ်ထင်တယ်နေပါအောင်လေကျွန်တော်ပြောတာကိုစာရေးဆရာကြီးလက်ခံခြင်းလက်ခံပါပါ ခမားက great ဆိုင်ဆရာကြီး super star ဆိုင်ဆရာကြီးကျုပ်ဆိုရင်ခမားစာတွေကိုကြိုက်လိုက်တာမှအယူမူပဲဒီတော့ကို့စာကိုကြိုက်တဲ့စာဖက်ပရိသတ်တယောက်အတွက်ဒီလောက်ကလေးမှအချိန်မပေးနိုင်တော့ဘူးလားဘာလဲဒီလိုပြောလိုက်တော့ခမားနည်းနည်းသဘောကျသွားပြီမဟုတ်လားဒါပေမဲ့ကျွန်တော်ကပြောမတတ်တော့ဒုတ်ထိုးပေါ့ကြီးပြောချလိုက်မိတာကိုကျွန်တော်အထင်မှခမား6တီး6ချက်ရှောက်ရေးနေတဲ့စာတွေဟာအလကားစာတွေလမ်းမေးမှာစိုင်းပုတ်ရေးစားတဲ့လူကမှ ခမရတဲ့ဆယ်ပြန်လောက်တန်မိုးရှိသေးတယ်ဘာရဲ့နဲ့ပြောချလိုက်မိတာကိုဒီတော့ခမရဒေါ်တွေပွားပြီးတော့ကြုတ်ကို ချုပ်တယ်ဆွဲထည့်ကျင်သွားတာပေါ့ဒါကြောင့်မဟုတ်ဘူးဗျခမရကကြုတ်ကိုတယ်လီဖုန်းထဲကနေလှမ်းပြီးတော့စော်ကားနေလို့ခမရဟာအားအားရှိတိုင်းကြုတ်ကိုတယ်လီဖုန်းနဲ့စော်ကားနေလို့တကယ်ကတော့ခမရဟာခမရပြောသလိုကြုတ်ရေးတဲ့6တိ6ချက်စာကိုတောင်တလုံးမှဖတ်ဘူးမဲ့လို့မဟုတ်ဘူးအမလေးလေးဖတ်ဖူးပါတော့ကောဗျာဖတ်ဖူးသမအကုန်ဖတ်ဖူးတယ် ကျုပ်တမကဘူးခမားရေးတဲ့မင်းကတော်လေးဆိုတဲ့ဝိထုတို့ကလေးကိုဆိုရင်အလုတ်ထဲကလုံးပေါ်ကင်ဖက်တွေကိုတောင်ဖက်ပြလိုက်သေးတယ်အဲ့ဒီဝိထုတွေကမင်းကတော်လေးကမဆိုးပါဘူးဗျအဲ့ဒီမင်းကတော်လေးနဲ့တူတဲ့မိန်းမတယောက်ကိုတောင်ကျွန်တော်တွေ့ဘူးသေးတယ်ခမားနဲ့မိတ်ဆက်ပေးရအောင်မလားဒါပေမဲ့ဒီလိုဝိထုမျိုးကိုရေးပြီးပတ်စံယူနေရတာကတော့မကောင်းပါဘူးဗျာရှက်စရာကြီးကျုပ်သာဆိုရင်ဒီလိုဝိထုမျိုးကို တနေ့ကိုအပုတ်တရာလောက်တောင် ရေးနိုင်သေးတယ်ခမားနဲ့ဗျာကြံကြံဖန်ဖန် လောက်အောက်တန်းကြတဲ့အကြောင်းကိုခမရမို့လို့ရွေးပြီးရေးတက်ပလေဒီမှာကျုပ်အလုတ်များနေတယ်ဗျာရတစာပေကိုဘလို့ရတာခံရမယ်ဆိုတာနဲ့ပတ်သက်လို့ခမရနဲ့ခုဆွေးနွေးနေချိန်မရသေးဘူးကျွန်တော်ဆောက်မှမယ်ဗျာနောက်တစ်ပတ်ကျရင်ဖုန်းဆက်ကြည့်အောင်မယ်အဲ့ဒီတော့မှဆွေးနွေးကြသေးတာပေါ့ခုလောလောဆယ်တော့ကျွန်တော်ကိုခွင့်ပြုအောင်နော်စာရေးဆရာကြီးနောက်တစ်ပတ်အကြာတွင်ထိုးလူသည် ကျွန်တော်ထံဖုန်းဆက်ပြန်ဤကျွန်တော်ကတယ်လီဖုန်းတန်ကြားသည်နှင့်ရင်တထိတ်ထိတ်ဖြစ်နေလေပြီ။ ထိုသဒ္ဒဝါသည်ညဆိုလင်အာရယာဖြစ်နေဟန်တူ၏ထိုသဒ္ဒဝါသည်ဂျာမန်တို့၏အချိန်မှန်မှုမျိုးဖြင့်တနင်္လာနေ့တိုင်းည၈နာရီတိတိထိုးသည်နှင့် ကျွန်တော်စီတို့ဖုန်းဆက်လေးရှိ၏နန်းစော်၍အရက်မူတံပေါက်နေသော သူ့အတန်ဖြင့်ကျွန်တော်နှင့်ကျွန်တော်စာများကိုပြောဆိုခြင်းပြုသည်အမနာပပြော၏အတိဘယ်ကင်းမဲ့ဆုံးသောမိကုံများကိုမေး၏ကျွန်တော်ကိုရေးကိုတာကျွန်တော်ဇနီးအကြောင်းနဲ့တကားကျွန်တော်အပေါင်းအသင်းမိတ်ဆွေများအကြောင်းကိုမေး၏ ျွန်တော်ကဆဲဆူဂျိမ်းမောင်းဒီကိုတည်ငြိမ်စွာနားထောင်ပြီးနောက်နောက်တစ်ပတ်ရောက်တည်နှင့်ကျွန်တော်ထံဖုန်းဆက်ပြန်၏ကျွန်တော်၏လောကအထဲသို့ဝင်ရောက်နှောက်ယှက်နေသောဤမကောင်းဆိုးဝါးကောင်ကိုမောင်းနှင်ထုတ်ရန်အတွက်ကျွန်တော်တို့လင်မယားသည်တက်အားသမျှစူးစမ်းကြသည်ည၈နာရီထိုး၍တယ်လီဖုန်းလာလျင်ကောက်မကင်ကြစတန်းဟုကျွန်တော်တို့လင်မယားနှစ်ယောက်တစ္ဆာဆိုကြ၏ကျွန်တော်တို့လင်မယားနှစ်ယောက်သည်ဒေါင်းတထောင်တွင်ထိုင်ကာအဆက်မပြတ်မြည်နေသောတယ်လီဖုန်းတံကိုနားထောင်ရင်း တယောက်ကိုတယောက်လှမ်းကြည့်နေမိကြ၏နောက်ဆုံးတွင် ကျွန်တော်သည်မနေနိုင်တော့သဖြင့်တယ်လီဖုန်းကိုကောက်ကင်လိုက်၏တစ်ဖက်မှနန်းစော်နေသောအတန်ကိုကြားရသည်ဖဲနဲ့လဲစာရေးဆရာကြီးစာရီရေးနေတော့မဲလားနှစ်လလောက်ကြာသည့်အခါတွင်ကျွန်တော်တို့လင်မယားသည်တင်းလာနေ့တိုင်းအပြင်သို့လျှောက်လျရန်ဆုံးဖြတ်ကြ၏ကျွန်တော်မိန်းမသည် ရုပ်ရှင်လက်မှတ်ဇက်ပွဲလက်မှတ်များကို သတင်းလာနေညာအတွက်သာရွေးရွေးဝဲတတ်ဤကျွန်တော်ကလည်းအရီတာများထုတ်ဝေသူများနှင့်ချင်းလျင်သတင်းလာနေကိုသာချင်းလိရှိဤတို့ဖြင့်သတင်းလာနေသည်ကျွန်တော်တို့အဖို့အိမ်ပြေးရသောနေ့ဖြစ်လာဤတို့ရာတွင် အိမ်ပြန်ရောက်၍အဝတ်စားလဲရင်ဒီနေ့ဖုန်းလာသေးသလားဟု မေးလိုက်သည်နှင့်ဆက်တယ်ခမရဲဘော်သတင်းလာစီကတယ်လီဖုန်းဆက်တယ်ဟူသောအဖြေကိုကြားရမည်ဖြစ်ပေသည် နောက်6လခန့်ကြာသည့်အခါတွင် ကျွန်တော်သည်မန်ဂိုရှော့ကသူနှင့်ဆက်ဆက်ရေးလုပ်ရ၏ဒီမှာမိတ်ဆွေဘာဖြစ်လို့ကျွန်တော်ကမှရွေးပြီးတယ်လီဖုန်းဆက်နေရတာလဲဗျာစာရေးဆရာအသင်းမှာစာရေးဆရာတွေအများကြီးပါတကယ်ဆိုကဗျာဆရာတယောက်နဲ့စကားပြောရင်ပိုပြီးအောင်စိတ်ဝင်စားစရာကောင်းအောင်မယ်အထူးသဖြင့်လူငယ်ကဗျာဆရာထဲကပေါ့လူငယ်ကဗျာဆရာတွေကကျွန်တော်တို့ထက်လည်းပိုပြီးပြောလို့ဆိုလို့ကောင်းတယ်အတွေ့အကြုံတို့ဘာလို့လဲမရှိလာသေးဘူး ပြီးတော့ကြော်ကြမှုအတွက်လည်းစိတ်အားထက်သန်ဟုတ်ပြီဗျဟုတ်ပြီကျုပ်ပြောချင်နေတာအဲ့ဒါပဲကြော်ကြမှုတဲ့ဟုတ်လားခမရတို့မှာတသက်လုံးကြော်ကြမှုဆိုတဲ့ပိုးကထိုးနေတာကိုဗျဒီပိုးကြောင့်ခမရတို့ဟာအရာရာကိုစွန့်လွတ်ခဲ့ကြတယ်တိတ်ခါကိုလည်းစွန့်နေလက်ပြာကိုလည်းစွန့်နေမိဘကိုလည်းစွန့်နေဒီတော့ကျွန်တော်ဒီလိုတွေးမိတယ်ဗျဆိုင်ဆရာတယောက်တေးလဲတေးသွားရောသူ့မှာကြံခဲ့တာဆိုလို့နံမီပဲရှိတော့တယ် ကျန်တာတွေအားလုံးကတော့မြေကြီးထဲရောက်သွားတာပေါ့ဗျာဟုတ်တယ်လေဒါကြောင့်မို့ခမ ्या ကိုလူငယ်စာရေးဆရာတွေကဗျာဆရာတွေနဲ့တွေ့ကြည့်ပါလို့ပြောနေတာပေါ့ဒါပေမဲ့ကျွန်တော်ကခမ ्या နဲ့စကားပြောနေကြဖြစ်သွားပြီလေခမ ्या ကကိုမိသားစုထဲကလို့ဖြစ်နေပြီကျွန်တော်ငယ်ငယ်ခမ ्या ရဲ့လန်ကျုပ်ဇက်လန်တွေဖတ်ပြီးကလေးကခမ ्या ဟာကျွန်တော်လိုလူစားတစ်ယောက်ပဲဆိုတာကျွန်တော်သိခဲ့တယ်ကျွန်တော်ဒီသူ့ကိုမောင်းနှင်ခါထုတ်တော်လဲမရပါရဲဘော်တနင်္လာဒီ ညီတို့သောလူစားမျိုးဖြစ်သည်ကိုတခါတရံတွင်ကျွန်တော်စူးစမ်း၍စုံစမ်းကြည့်ပါသည်။သူဇွဲကောင်းပုံမှာအံ့ဩလောက်ပါသည်။သူဇွဲကောင်းပုံမှာအံ့ဩလောက်ပါသည်။တယ်လီဖုန်းဆက်တိုင်းကျွန်တော်ထံမှ အဖြေကိုသာညှစ်ထုတ်နေပါသည်။သူအလောက်ကိုင်းနှင့်ပတ်သက်၍ကျွန်တော်ကို အရေးအမွပြောသည့်အခါတွင်လည်းကျွန်တော်မှစိတ်မချမ်းမသာဖြစ်ရပါသည်။ကျွန်တော်အလောက်ကိုင်းကိုအသာထားပြီးခမည်းအလောက်ကိုင်းအကြောင်းကိုလည်းပြောစမ်းမအောင်လေ။ဘာလဲ။စာရေးတယ်လို့ပြောမလို့လား။ ခမည်းကိုခမည်းဆိုင်စရာလို့မျက်နှာပြောင်တိုက်ပြီးပြောရတယ်ဗျာမရှက်ဘူးလားတော်စတိုင်းအောင်မှသူ့လူနေမှုအဆင့်ကိုမေးတဲ့အခါမှာဆိုင်စရာလို့မပြောဘူးလဲပိုင်ရှင်လို့ပြောတဲ့အခါပြောတယ်လဲသမားလို့ပြောတဲ့အခါပြောတယ်ခုခမည်းကတော့ခမည်းကိုကိုဆိုင်စရာတဲ့ရှေးဆောင်လမ်းပြသူတဲ့လူစိတ်တဲ့ရဲ့အင်ဂျင်နီယာတဲ့တော်တော်မျက်နှာပြောင်တဲ့လူဗျာဘာဂရစ်စကီကိုကြည့်အောင်မလားရှောက်လွားပုံစံတစ်ခုထဲမှာသူ့အလောက်ကန်ကိုရေးတော့ စ္စဗေဒပညာရှင်လို့ပဲရေးတယ်ဗျ။ရာဂျင်နီယော့စ်ကိုကြည့်အောင်မလား။ကျုပ်အင်မတန်ကြိုက်တဲ့ပြဇက်ရေးစာစာရေးဆရာကြီးပဲ။သူက သူ့ကိုယ်သူစာရေးဆရာလို့အခေါ်မခံရဘူးတဲ့။စာရေးဆရာလို့အမည်ခံရမှာရှက်တယ်တဲ့။ခုခေတ်မှာစာရေးဆရာလို့အခေါ်ခံရတာဟာမိမရှုပ်သူအခေါ်ခံရတာနဲ့အတူတူပဲတဲ့။အေးလေသူတို့ကတော့ချွင်းချက်အဖြစ်ထားပါတော့။ခုခမရကတော့ခမရကိုကို ခမရစာရေးဆရာတဲ့ ဘောကတော့လူလောကကိုလမ်းပြသူမိမရှုပ်သူလို့ဆိုပါတော့မဟုတ်ဘူးလားဒီလိုဆိုရင် ခမည်းတော်စာရေးဆရာအသင်းကိုလည်းမိမရှုပ်သူများအသင်းလို့ခေါ်ဖို့ကောင်းတယ်ဗျဖဲ့နဲ့လေနေစမ်းမအောင်ဗျမေးပြစီအောင်ခမည်းကလူတွေကိုဘာတွေများတင် जा ပေးနေသလဲဘာတွေများလမ်းညွန်ပေးနေသလဲဒဝိတကြီးဖြစ်ပြီးရက်နာကြနေတဲ့ကျုပ်အိန်းနီနာချင်းအတွက်ဘာတွေများကောင်းအောင်လုပ်ပေးနိုင်သလဲတော်ပြီဗျာခမည်းစာတွေဖက်ရတာကိုဆက်ဆုပ်လာပြီ ထရစာရီတောင်စင်ရေမြလျှောက်ရေးထားတာတွေကိုကျုပ်မီးရှို့ပြမိလိမ့်မယ်။ဒီဒီချိန်တွင်လည်းကျွန်တော်တယ်လီဖုန်းကိုချထားလိုက်ရပြန်ပါသည်။ကျွန်တော်ဇနီးတယ်မှာဒေါသထွက်၍မဆုံးပြီးသူခင်ဗျာတယ်လီဖုန်းရမလွတ်ရန်အမျိုးမျိုးစဉ်းစား၏။လက်ရှိအိမ်မှပင်ပြောင်းရွှေ့ရမည်လော။တယ်လီဖုန်းကို ပြန်အပ်ရမည်လော။တယ်လီဖုန်းနံပါတ်ကိုပြောင်းရမည်လောဟုအမျိုးမျိုးစဉ်းစားပါသည်။ဘယ်နေရာသို့ရောက်သည်ဖြစ်စေရဲဘော်တင်းလာသည်ကျွန်တော်တို့နေရက်လိပ်စာအစ်ကိုတည်သွားမည်သာဖြစ်ပါသည်။ ကျွန်တော်တို့တယ်လီဖုန်းနံပါတ်ကိုအနံ့ရသွားမည်သာဖြစ်ပါသည်တယ်လီဖုန်းမရှိရင်လည်းကျွန်တော်တို့ထံစာတူစာရှည်တွေရင်းနေအောင်မည်မှာဖြစ်ပါသည် သူ့အပြုမူကို ကျွန်တော်မြည်တို့မြနားမလည်နိုင်အောင်ဖြစ်နေပါသည်နောက်ဆုံးစော်ကားလုံးမကစော်ကားလာသည့်အခါတွင်ကျွန်တော်ဇနီးတဲ့သည်ရဲကိုတိုင်ရန်ဆုံးဖြတ်လိုက်ပါသည် ကျွန်တော်ကမတိုင်ရန်တားပါသေး၏ကြာလာသောအခါ၌တယ်လီဖုန်းမှကြားရသောအတန်သည် တာမန်လူတယောက်၏အတန်မြို့ထဲတွင်နေသည့်အမှုထမ်းတဦး၏အတန်ဖြစ်သည်ဟုကျွန်တော်ထင်လာပါသည် ထိုမြမက ထိုလူ၏အလုတ်အကိုင်းထိုလူ၏အိမ်တွင်းရေးထိုလူ၏အမှုအရာထိုလူ၏အဝတ်အစားထိုလူ၏မျက်လုံးမျက်ဖန်တို့ကိုပင်မှန်း၍ကြည်လာရပါသည်မှန်းကြည့်၍ရလာပါသည်သူအတန်သည် ကျွန်တော်အဖို့ကြားနေကြအတန်ရင်းနှီးနေသောအတန်ဟုထင်မှတ်လာပါသည် ို့ရာတွင်ကျွန်တော်ဇနီးမမူထိုလူကိုစစ်ကြင်ညာရန်ပြင်ဆင်နေပါပြီကျွန်တော်တို့သည်ယဉ်ကျေးသည့်လူအဖွဲ့အစည်းတွင်နေထိုင်နေခြင်းဖြစ်ကြောင်းထို့ကြောင့်ထိုပိုးမွားတရိတ်ဆန်ကိုဖျက်ဆီးပြရမည်ဖြစ်ကြောင်းဖြင့်ပြောပါသည်ကျွန်တော်ဇနီးသည်တားမွေးအင်ဂျီကြီးကိုခြုံကအနီးရှိတက်ဆိုင်ရာရဲစခန်းသို့ထွက်သွားပါသည် ထို့နောက်အောင်မြင်စွာပြန်လာခဲ့ပါသည်တယ်လီဖုန်းကိုကြားမှဖမ်းယူနားထောင်မည်ဖြစ်ကြောင်းထိုခါတွင်ပိုးမွားတရိတ်ဆန်ကို တွေ့ရတော့မည်ဖြစ်ကြောင်းဖြင့်ပြောပါသည်ခမ ्या ကိုရဲစခန်းကိုခေါ်ကြလိမ့်မယ်ဗျအဲ့ဒီခါကျတော့ရဲဘော်တနင်္လာကိုတွေ့ရလိမ့်မယ်ရဲဘော်တနင်္လာရဲ့နမူနာပုံစံကိုခမ ्या မြင်ရမှာပေါ့ဗျခမ ्या တော်တော်စိတ်ဝင်စားနေတယ်မဟုတ်လားကျွန်တော်သိပါတယ်ဗျခမ ्या သူ့ကိုတွေ့ချင်မှာပါမဟုတ်ဘူးလားကျွန်တော်မြည်တို့မြမဖြေပါရဲစခန်းတို့သွားတော်လဲဘာမျှအကြောင်းမထူလာပါအတန်ကြာသည့်အခါတွင်တနင်္လာနေ့ည၈နာရီတိတိတွင် ကျွန်တော်တို့အားတယ်လီဖုန်းခေါ်လေးရှိကြောင်း ထိုတယ်လီဖုန်းမှာလမ်းဘေးတယ်လီဖုန်းယုံတယုံမှခေါ်ခြင်းဖြစ်ပြီးမြို့စုံရက်ွက်တစ်ခုမှဖြစ်ဟန်တူကြောင်းမိမိတို့သည်အတန်ရှင်ကိုစူးစမ်းရှာဖွေတော်လဲမတွေ့ရသေးကြောင်းဖြင့်ရင်ကျေးတိမ်မွေးသည့်အတန်တစ်ခုကကျွန်တော်တို့ကိုပြောပြပါသည်ကျွန်တော်ဇနီးကစိတ်ပြက်လက်ပြက်ဖြင့်တရှုပ်ရှုပ်ငိုနေလေပြီကျွန်တော်ကတအားသမျှချော်မော်နှစ်သိမ့်ရပါသည်ရဲဘော်တင်းလာဆိုတဲ့သတ္တဝါဟာအမည်လည်းမရှိပုံမှန်သဏ္ဍာန်လည်းမရှိ ိုးအိမ်လည်းမရှိတဲ့တတဝါတကောင်ပါကွာငါအဖြေကိုဖုန်းမှန်းဆကြည့်လို့ရပါပြီ သူဟာငါဝတ္ထုတွေတဲကအဓိကဇက်ဆောင်ကိုတရုပ်ဆောင်ထားတဲ့လူပါဒါကိုကြည့်ရင်ငါဝတ္ထုတွေအောင်မြင်နေတယ်ဆိုတာပြတာပေါ့ငါကဖော်ထုတ်ရေးလိုက်တော့သူ့ပြော့ွက်ကိုထိသွားပြီးဆက်ဆက်ကဖြစ်သွားတာလေသူဟာငါဇက်ကောင်တကောင်ဖြစ်တဲ့လူမမာကာဘရာရော့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ယောဂတစ်ခုရဲ့ယောဂရာဇဝင်ဆိုတော့ဝိထုတွေကဇက်ဆောင်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်သေးရင် ငါဆက်ဆောင်တယောက်ဖြစ်တဲ့စင်စင်ရခင်လည်းဖြစ်နိုင်တယ်။ဒါတော့ငါလည်းဘာမှမတတ်နိုင်ဘူး။ရင်ဆိုင်လိုက်ုံပဲရှိတော့တယ်။ငါကသူတို့ကိုအသက်ဝင်လာအောင်မန်းမှုတ်ပေးလိုက်မိတာကိုခုငါကိုလက်စားချင်နေကြတာဖြစ်မှာပေါ့။မတတ်နိုင်ဘူးလေ။ဒီလိုပဲခံရတော့မှာပဲ။တနည်းပြောရရင်အသက်မိုးရမ်းကြောင်းကြောင်းရတဲ့ယောဂါတစ်မျိုးလိုပဲဆိုရတော့မှာပေါ့။တယ်လီဖုန်းသည် တနင်္လာနေ့ညတိုင်းလာမြဲလာလျက်ရှိကစာရေးဆရာလောကစာပေလောက အမှုပညာလောကနှင့်ကျွန်တော်ကိုဆဲရီးတိုင်းထွာမြဲတိုင်းထွာလျက်ရှိပါသည်ကျွန်တော်တို့သည်ဤသို့ဖြင့်တရည်ရည်ညင်ဆဲခြင်းကိုခံနေရတော့မည်ပုံဖြစ်နေပါသည်တို့ရာတွင်တခုသောတင်းနာနေ့ညတွင်မူတယ်လီဖုန်းတံမပေါ်လာတော့ပဲရက်သွားပါသည်ကမ္ဘာလောကကြီးတစ်ခုခုဖြစ်သွား၍လောတို့ဒီမဟုတ်တဘာဝအင်အားစုကြီးတစ်ခုပောက်ကွဲသွား၏လောမပြောတတ်ပါကျွန်တော်ကိုတယ်လီဖုန်းဖြင့်ဆဲရီးသောအတန်ဒီတိတ်သွားပါသည် စစ်ကြီးဖြစ်လာပါသည်ကျွန်တော်ဇက်လိုက်ကြီးအတန်ဒီလဲစစ်ဤအတန်ပလန်တွေကြားထဲတွင်ပျောက်သွားပါသည်ပထမတနင်္လာဒုတိယတနင်္လာ နောက်တနင်္လာစသည်ဖြင့်တနင်္လာတွေလွန်ခဲ့တော့လဲတယ်လီဖုန်းတန်ကားပေါ်မလာတော့ပါဒီမျိုးကစစ်မြေပြင်နဲ့နီးလာတော့တနည်းအားကိုစစ်ပြေးရောက်သွားလောက်ရောပေါ့ဤဒီကိုမူကျွန်တော်လည်းမပြောနိုင်မီစစ်ပြေးခြင်းမဟုတ်ပဲစစ်မြေပြင်သို့ထွက်ခြင်းလည်းဖြစ်နိုင်သည်သား ထိုကာလများသည် ကျွန်တော်နေထိုင်ရာလီနင်ဂရက်မြို့အတွက်ကာလစူးကြီးဖြစ်ပါသည်ရန်သူတို့၏အဝိုင်းကိုခံရခြင်းငတ်မော့ခြင်းတေကြေပျက်စီးခြင်းငါတယ်လီဖုန်းတရေဟာเจ้าတစ်เจ้ามาเตเบ้เตနေပြီလားဟုတခါတရံတွင်သူ့အကြောင်းကိုကျွန်တော်တွေးမိပါသည်ကျွန်တော်သည်လီနင်ဂရက်မှပြောင်းရွှေ့ရင်တနည်းအားဖြင့်တွင်များ တွေ့လီရအောင်မလားဟု တွေးမိပါသေးသည်စစ်ကာလ၄နှစ်တီကုံဆုံးသွား၏ ထိုနှစ်များအတွင်ကျွန်တော်တို့လည်းများစွာအိုစာရင့်ရောသွားခဲ့ကြသည်ကျွန်တော်လည်းနေရာအနှံ့ပြောင်းခဲ့ရသည်အယ်မာအတာမော်စကို ကျွန်တော်တို့အောင်ပွဲရခြင်းကျွန်တော်တို့သည်မတေမပြောက်ကြံခဲ့တော့လဲရခင်ကကဲ့သို့မဟုတ်တော့ပြီ ကျွန်တော်တို့သည်လီနင်ဂရက်သို့ပြန်လာခဲ့ကြသည်ပရင်းပေါင်းမှမှန်ကွဲများကိုလည်းပြန်၍တက်ပြီးပြီးပရင်းပေါင်းများကိုလည်းဆေးတုပ်ပြီးပြီးရေပုံပိုင်းမှလည်းရေရပြီးပြည့်စင်ပြီးလည်းလင်းပြီး ကျွန်တော်စာရေးစပွဲလဲရခင်နေရာဟောင်းတွင်ပြန်ရောက်ပြီးထိုစပွဲတွင်ကျွန်တော်လဲစာရီကိုပြန်ရေးနေပြီငိမ့်ချမ်းသောကာလဤအမှတ်အသားဖြင့်တခုသောတနင်္လာနေ့ညတွင်တယ်လီဖုန်းခေါ်သံပေါ်လာပြီးကျွန်တော်ကြားပူးသောအတန်ကိုပြန်ကြားရ၏ဘဲနဲ့လဲစာရေးဆရာကြီးစာရီရေးနေတော့မဲလားယုံချင်ယုံမယုံချင်နေပါသူ့အတန်ကိုကြားရသည့်အခါတွင်ကျွန်တော်ပျော်သွားသည်လက်ဆက်သက်သောခမရမသေးသေးပဲကိုဘဲနဲ့လဲနေလို့ထိုင်လို့တော့ကောင်းပါစား ဘယ်တွေရောက်ခဲ့သလဲတက်သေးကိုဝင်ရသေးသလားချုပ်စီကိုဘာဖြစ်လို့ဒီလောက်အကြာကြီးတယ်လီဖုန်းမဆက်ဘဲနေတာလဲအတန်ကြာ တိတ်ဆိတ်နေသည် ထို့နောက်ရှက်အန်းသောအတန်ဖြင့်ခက်လေးလေးဖြည်သည်ဟုတ်တယ်ကျွန်တော်တက်သေးကိုဝင်ရတယ်စင်ပြေပြင်းတော်တော်များများကိုလည်းရောက်ခဲ့တယ်အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်တမိုးကတော့ကြီးရပါ့လေဒီမှာခင်ဗျားနဲ့ကျွန်တော်တွေ့ကျင်နေဗျာလဖေးရီလေးပါလေးတောက်လားလဖေးရီပါလေးတောက်ဖို့လာခဲ့ပါလား တော်ပါတော့ဗျာကျွန်တော်ဒီလောက်ကတိကောင်းလောက်ခဲ့တာတော့မမှတ်သေးဘူးလားတကယ်ပြောတာပါကျုပ်ခမရနဲ့တွေ့ကျင်နေတယ်ခမရကိုပဲသတိရနေတယ်ခုလာခဲ့ပါလားကျွန်တော်စောင့်နေမယ်ယခုဒီချိန်တွင်လဲအတန်ရှင်သည် အတန်ကြာတိတ်ဆိတ်နေသည်ကျွန်တော်ပြောတာကြားတယ်မဟုတ်လားဘယ်နဲ့လဲခမရနဲ့မြူတာကျွန်တော်မသိရသေးဘူးလေခုခမရဘယ်မှာနေသလဲကျွန်တော်ကိုခွလွတ်ပါစာရေးစရာခမရနဲ့ပတ်သက်လို့ကျွန်တော်ဘလောက်မိုက်မဲခဲ့တယ်လဲဆိုတာကျွန်တော်သဘောပေါက်ပါပြီ ကျွန်တော်အရင်တုန်းကနှောက်ရက်ခဲ့တာတွေကိုခွင့်လွတ်ပါတကယ်ကတော့စာရေးဆရာတွေဟာလည်းလူတွေပဲမဟုတ်လားကျွန်တော်သဘောပေါက်သွားပြီတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်အရင်တုန်းကတော့ကျွန်တော်ဟာတကူတဲသမားတကောင်ကျွတ်အင်ကိုပြန်ရောက်ကလေးကလူတွေကကျွန်တော်ကိုစေးဖို့ကြောဖက်မလုပ်ချင်ကြတော့ဘူးခုချိန်ကစပြီးခမည်းဝတ္ထုတွေကို ကျွန်တော်စိတ်သိခံယူချက်အသက်နဲ့ဖတ်တော်မယ်လေစစ်ပြီးကာလစိတ်သက်သိဆိုပါတော့ဗျာကျွန်တော်ကိုကျင်နာစကားဆိုတဲ့အတွက်ကျေးဇူးတင်တဲ့ဆိုင်ဆရာ ကျွန်တော်တို့တွေ့ဖို့မလိုတော့ပါဘူးကျွန်တော်လည်းခမ ्या ကိုမတွေ့ရဘူးဖြစ်နေတယ် good bye နေပါအောင်လေနောက်ဆုံးနှုတ်ဆက်ခြင်းမလုပ်ပါနဲ့နောက်တင်းလာနေကြရင်ကျွန်တော်စီကိုဖုန်းဆက်ပါအောင်သူ့ထံမှအပြေမရပါတင်းလာနေညတွင်လည်းကျွန်တော်ထံသို့ဖုန်းမဆက်တော့ပါနောက်တွင်လည်းကျွန်တော်စီကိုဖုန်းမဆက်တော့ပါစာရေးစရာသည်စာရေးရာမှရက်လိုက်၏သူ့ဘေးအိတ်ထဲမှမှတ်စုစာအုပ်ကိုထုတ်၍စာရွက်များကိုလှမ်းကြည့်သည် အင်းဒီဝိထုတို့ကလေးရဲ့ဇက်သိမ်းပိုင်းကိုငါရေးပြီးသွားပါပေါ့လားဟောဒီမှာနောက်ဆုံးပိုက်ရဲ့ဟောဒီမှာစာရေးစရာသည်နောက်ဆုံးစာပိုက်ကိုအတန်ထွက်၍ဖတ်သည်ရဲဘော်တင်းလာရေခမားဖတ်မိမယ်ထင်တာနဲ့ဒီဝိထုတို့ကလေးကိုကောက်ရေးလိုက်ပါတယ်ခမားအမြင်ပြောင်းသွားတဲ့အတွက် ျွန်တော်ဝမ်းသာတယ်။နောက်ဆုံးချိန်ခင်ဗျားကျွန်တော်ကိုပြောထားတဲ့စကားတွေဟာလုံးလုံးကို ပြောင်းလဲသွားပြီလေ။အရင်ကရဲဘော်တင်းလာမဟုတ်တော့ဘူး။လူသစ်တယောက်ဖြစ်သွားပြီ။စစ်ပွဲကြီးကြောင့်ပြောင်းလဲသွားတာလား၊စာပေတွေကြောင့်ပြောင်းလဲသွားတာလားဆိုတာကိုတော့ကျွန်တော်မသိဘူးပေါ့။ဒါပေမဲ့လူတွေဟာပြောင်းလဲနိုင်ပါတယ်။အဲ့လိုပြောင်းလဲရမှာလဲအကောင့်ဘက်ကိုပဲပြောင်းလဲသွားနိုင်ပါတယ်။ပို့ပြီးညံအမျော်မြင်ရင့်တန်လာနိုင်ပါတယ်။ဒါကိုတော့ကျွန်တော်ယုံသွားပြီ။ဒါကြောင့်မို့ကျွန်တော်ဝိထုကလေးတွေကိုကျွန်တော်ရေးနေတာပါ။ ျွန်တော်ကိုမမေ့ပါနဲ့ဖုန်းဆက်ပြီးကျွန်တော်စီကိုလာခဲ့ပါဦးကျွန်တော်တို့နှစ်ယောက်စာချောင်းပေချောင်းတွေကိုပြောကြသေးတာပေါ့ဆိုဗီယက်ဆိုင်ဇီယာမစ်ခယ်ဆိုရှိကိုဤ the telephone conversation ကိုပြန်ဆိုသည်ဟုတ်ကဲ့ပါရှင်ဒီရဲဘော်တင်းလင်းလာဆိုတဲ့ဝိထုတို့လေးရတော့ဒီမှာပဲဆုံးသက်သွားခဲ့ပါပြီရှင်နာဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမ်းမာပြီးခင်ကြပါစီ